ါပါရှင်ခုနအမကြီးဒီဆွဲကျိုးလေးကိုဘယ်လောက်သားလဲလို့မိခွန်းလေးမိတာလीเนาะဒီညီမလေးကအဖြေမှန်ပါတယ်ရှင်အဖြေမှန်တဲ့အတွက်မဘိုး2000ယူပါရှင်မကြီးဆွဲကျိုးလေးက9ချက်သားဖြစ်ပါတယ်ရှင်မကြီးကမွေးနေ့ပြီးတဲ့အစားလေးက42နှစ်ပြည့်မွေးနေ့မှာငါအတွက်ပေါ့เนาะပစ္စည်းလေးလုံးမယ်ဆိုပြီးဆိုင်ရာကလေးတွေကိုပြောထားပြီးတော့ဆွဲကျိုးရဲ့လက်ကောက်ရဲ့လက်စွပ်ရဲ့နှက်ကဲတခါတဲ့ခတ်ထားတာဆွဲကျိုးတကုံးနဲ့ကို9ချက်သားလုံးလိုက်တာဖြစ်ပါတယ်ဒါမှတ်ပါတယ်ရှင်မလို့လဲဆိုမကြီးတို့ကအဲနှစ်လပိုင်းကြာရင်လည်းယေသနာဆိုင် င်ဖွဲ့မှာဖြစ်တဲ့အတွက်ဒါဆိုင်နေမှာလည်းပြန်ထားလို့ရတယ်ပေါ့လေအခုတော့ခတ်ပြီးတော့ဆွဲလိုက်အောင်မယ်လို့မြမဝတ်ဆောင်လေးနေဆိုရွှေကြီးကြီးထက်ထက်လေးလိုချင်နေဆိုအိမ်မကြီးခတ်ဝတ်ထားတာဖြစ်ပါတယ်ရှင်အဲ လိုမျိုးပြောပြရခြင်းရလေးမာကြီးကကြွားဝပြီးတော့ပြောပြနေရမဟုတ်ဘူးအားလုံးလေးမာကြီးကဘာသာရေးလုံးစေခြင်းနဲ့အဖခင်တရားမြဲစေခြင်းနဲ့ပေါ့နော်မာကြီးဘဝတကယ်ခက်ခဲခဲ့တယ်ဆိုတာလေအားလုံးသိကြတယ်အတိုင်းပဲနော်ဘာလို့လဲဆိုတော့တကယ်ကြီးခက်ခဲခဲ့ရယ်မာကြီးခုချိန်မှာမတောင်းမနဲ့ရတဲ့အရာတွေထဲမှာဒီလိုအရာတွေလည်းပါတယ်အရင်တော့ဆိုလို့ရှိရင်ဆွဲချိုးလေးတကုံးတကုံးပေါ့နော်မြင်မြင်ပပလေးတကုံးကိုဆိုင်ရနေဝဲဝစ်ပြီးသွားရင်တော့မာကြီးတို့ကတယူးတရားနဲ့သိမ့်နေရလားပြောက်မှာစိုးလို့လीနော်ခုများကြတော့လေငါးချက်သား30 ယ်သားကအဲ့လိုမျိုးတော့ဆွဲနိုင်သွားပြီဆိုတာမန်တက်စရာမဟုတ်ဘူးသိရင်ထားခဲ့ရမှာဒါပေမဲ့ပြောပြချင်တာကဒါရီယာအတိတ်ကကုသိုလ်ကံမှာအကြောင်းတရားတွေမှာလည်းလှူခဲ့တန်းခဲ့လို့လည်းဖြစ်မယ်အခုဘဝမှာလည်းအကျိုးပေးတယ်နောက်ထပ်ဘဝတွေကိုလည်းချက်ပြီးအကျိုးပေးဖို့ဆိုတာမာကြီးတို့ကလှူရမယ်တန်းရမယ်ဘာသာရေးတွေလောက်ရမယ်ပေါ့နော်ဘာသာရေးအားနည်းနေတဲ့ကလေးတွေဆိုလည်းဘာသာရေးကိုတကယ်ဟိုကစူးစမ်းပန်းစားနဲ့ပြုလုပ်စေခြင်းနဲ့ပေါ့နော်မိမိဒုက္ခရောက်တဲ့အချိန်မှာမိမိကိုဘယ်သူမှမကူညီဘူးအဲ့ဒါကိုမှတ်ထားကိုဒုက္ခရောက်တဲ့အချိန်မှာကိုကိုဘယ်သူမှမကူညီဘူးကိုန 就一样的，一年的零要早劳，没过年我没拍马当然，二天被水，啊，白天输了，我已经，你果我，的冇说了，我已经，我也冇适应过嘛，这样我冇受。哎呀，你冇错，我也冇适应过也拿嘛，这样我冇受，脑伤、工上那倒冇受，我也冇受咯，都老冇内部。对啦，我要对酸也是，酸也是，饱话也是，我嘛硬伢子呗。 ငွေမှာမာယူလို့မမြင်နိုင်တဲ့အကြောင်းတရားတွေအများကြီးရှိတယ်။ငွေကိုပေါ့ပေါ့ပါပါလေးလို့မတွေးထားနဲ့။ငွေမှာ energy တွေအများကြီးရှိတယ်။ငွေမှာ power ရှိတယ်။ရွှေမှာ power ရှိတယ်။အိမ်မှာ power ရှိတယ်။နေရာတိုင်းနေရာတိုင်းမှာ power ရှိတယ်။မိမိရဲ့ခန္ဓာကိုယ်ထဲမှာ power energy တွေရှိတယ်။မာကြီးကအမြင်နဲ့ energy နဲ့နေရတဲ့သူမာကြီးအိမ်မှာမရှိစကားပြောရင်လုံးဝမကြိုက်ဘူး။ မရှိစကားလာမပြောနဲ့မရှိအကြောင်းမကြားချင်ဘူးမရှိတဲ့သတင်းမကြားချင်ဘူးပူလောင်တဲ့စကားတွေမကြားချင်ဘူးချီးငားတဲ့သတင်းတွေမကြားချင်ဘူးဘဝကိုပျော်ရွှင်တဲ့ဗီဒီယိုတွေပဲကြည့်တယ်ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းတယ်ဘာသာရေးတွေစူးစမ်းပြီးလုပ်မယ်မာယီသိန်း2026ခုနှစ်မှာယန္တနာဆိုင်ဖွဲ့မှာဖြစ်တဲ့အတွက်အခုကစလို့ထိတ်ထန်နေဝင်ထားရတယ်နော်ဘာပဲဖြစ်ဖြစ်၅ပါးတီလ၅ပါးတီလကိုအတက်နိုင်ဆုံးလုံအောင်ထိန်းရတယ် အတက်နိုင်ဆုံးဈေးရောက်နေလို့အော်သူကတော့ဈေးတယ်မူတာဝါတော့သူကျူးလွန်ပါလေလို့မထင်နဲ့တခါတလေအမှန်ပြောလုံးအကြီးလို့ကိုယ်ကိုလူမုန်းကြတယ်။ဘာလို့လဲဆိုတော့မှန်တာပြောရင်လူကမုန်းတယ်လေ။ မကြီးကအမှန်ပြောတတ်တော့မုံနေမိတ်ဆွေရဲ့ပေါင်းသိန်းတော်ကိုကိုမုံချင်မုံနေကိုကအမှန်နဲ့စကားကိုပဲပြန်ပြောတတ်တဲ့ခါကျတော့တခါတလေကြာရင်မုံနေလူတွေက for show ပဲကြိုက်တယ် for ရွှေပဲကြိုက်တယ်လုံးချို့လုံးပြားတွေပဲကြိုက်တယ်ကိုရီလိုအမှန်တရားပြောတဲ့သူဆိုရင်တခါတလေကြာရင်လူတချို့ကဘလို့ထင်လဲဆိုတော့အပေါက်ဆိုးတယ်အတင်းပြောတယ်လို့ထင်ကြတယ်မကြီးကအမှန်ပြောတတ်တာတခုခုဆိုကိုအစင်မပြေရင်လည်းအစင်မပြေတဲ့အကြောင်းကိုအကြောင်းကိုပဲသူများကိုပြောတတ်တာ ကိုအစင်ပြေရင်လည်းကို့အကြောင်းကိုပဲသူများကိုပြောတတာမာကြီးနဲ့ပတ်သက်တဲ့သူသိရဲ့ဒီလားမာကြီးကိုစာလီရဆိုအမြဲပြောတာမာကြီးကိုသွားမမင်းနဲ့ဝလာရောလို့မင်းဝလာလား ဝလားလားဝလားဘာဖြစ်တာလဲညာဖြစ်တာလဲသူညမကိုသွားမမိနဲ့အဲအပူမလားမလေးပူမမလားအေးငါ့ကိုရေးအဲ့လိုမျိုးပြောတတ်တယ်မကြီးကကိုကိုကိုပဲပြောတတ်တာကို့အကြောင်းပဲပြောတတ်တယ်အမြင်ရတယ်ပေါ့နော်ဒါပြောပြထားတာဘဝမှာရွှေမရှာငွေမရှာနေခြင်းနဲ့အိုးအိမ်တိုက်တာတွေနဲ့နေခြင်းနဲ့ဟိုပြေးဒီပြေးဟိုဘေးရင်ဆရာရှိပြေးဒီဘေးရင်ဆရာရှိပြေးဝါလို့ဒီဟာလို့မလုပ်ပါနဲ့ မလုပ်ပါနဲ့တရားရည်နာပါတရားအထုတ်ပါကိုနဲ့အဆက်တဲ့ဘာသာရေးတွေကိုလုပ်ပါလူတိုင်းလူတိုင်းကတချို့လူတွေကပဋ္ဌာန်းရွတ်လို့အဆင်ပြေပေမဲ့တချို့ကပဋ္ဌာန်းနဲ့အဆင်မပြေဘူးတချို့ကြတော့မဟာသမ ्या တုံးနဲ့အဆင်ပြေတယ်တချို့ကြတော့ဘုံတော်တွေပွားများတာနဲ့အဆင်ပြေတယ်မိမိခန္ဓာကိုယ်မှာမိမိနဲ့ဘာလို့အဆင်ပြေမလဲပြေတဲ့ဟာလေးတွေပွားများပါလို့ရွှေပွားပါလို့အကျံပေးရင်းနဲ့ဒီညီမလေးကိုမဟုတ်ဘူးနှစ်တောင်းပေးလိုက်ပါလေရှင်ဒါပေမဲ့စကားမဆက်ဒီမှာစကင်နေခဲထားတယ်နော်ဒီကော်တွန်ဘက်ကလေးကလည်းတအားကောင်းတယ် ားကိုကြည်တောက်ရပဲပြန်လာခဲ့မယ်เนาะနောက်တစ်ခါ